global diplomacy နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ framing ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ရှင်းလင်းပြောသွားမှာဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းကျွန်တော်တို့9 level ဖြစ်စင်မှာကျွန်တော်တို့ဒါ American ရဲ့ဒီ tower ကြီးပေါ့နော် tower ကြီးတွေအဓိကတိုက်ခိုက်တယ်။အတိုက်ခိုက်တဲ့ကိစ္စမှာကျွန်တော်တို့အဲ့ဒီအချိန်ကသမ္မတ George W Bush ကသူကဒီဒီအပေါ်မှာဒီသူ့ကိုလာပြီးတိုက်ခိုက်တဲ့ဒီဒီဖြစ်စင်ပေါ်မှာသူကပြန်ပြီးတော့ အင်အားကုန်အင်အားကြီးကြီးမောင်းတော့ပြန်တိုက်ခိုက်ဖို့ရှိလာတယ်အဲရှိလာတဲ့အခါမှာသူ့ရဲ့သူ့သူ့ဘက်က safe side ဖြစ်အောင်တရားမျှတတဲ့ပုံစံမျိုးအားလုံးကမြင်အောင်သူက framing ပုံစံတစ်မျိုးလို့အဲ့ဒါကတော့သူက global war on terror ဆိုတဲ့ကျွန်တော်တို့ကကဘာလုံးဆိုင်ကျန်ဖတ်မှုပေါ်ဒါစစ်ပွဲတည်းရဲ့ဆင်နွှဲမှုဆိုပြီးသူကခေါင်းစဉ်တက်လိုက်တယ် framing လုံးချလိုက်တယ်အဲ framing လုံးချလိုက်ပြီးတော့သူ့ရဲ့ဒါသူတကယ်တိုက်တော့မဲ့ဟိုစစ်ပွဲကိုသူဒါတကယ်ဟိုဟာဖြစ်ပါတယ်ပေါ့နော်တကယ်တိုက်တော့မဲ့ အပုံစံကိုသူတရားမျှတမှုရှိတဲ့ပုံစံနဲ့အားလုံးထင်မြင်အောင်လုပ်ခဲ့အဲ့တော့အာဖဂန်ကိုတိုက်ခဲ့တယ်။နောက် Iraq ကြတော့ကျွန်တော်အာဟိုပေါ့ဒီ WMD လို့ခေါ်တဲ့ Weapon of Mass Destruction ပေါ့နော်ဒီလူစုပြလူစုပြုံလိုက်ပျက်စီးစေတဲ့လက်နက်ကို Iraq မှာရှိရဲဆိုတဲ့ဟာနဲ့ကျွန်တော်ဒါ framing လုပ်တယ်ဒီဟာကဒီ American နဲ့မကဘူးဒီကဘာလုံးရဲ့ ဘူပါချင်းချောက်တဲ့ကဘာစစ်ဖြစ်စေနိုင်လဲဆိုတော့ framing လုပ်ပြီးတော့သူကဒီ cost ပေါ့နော်လူတွေယုံကြည်လက်ခံလအောင်ဒီဒီ cost တစ်ခုဖြစ်လအောင်အကြောင်းတရားတစ်ခုဖြစ်လအောင် framing လုပ်ပြီးတော့သူကအပကံကိုဝင်တိုက်ပြီးတော့ကျွန်တော်တို့ direct ကိုဝင်တိုက်တယ်ပေါ့နော်အဲဒီရက်ကိုဝင်တိုက်တဲ့ခါမှာစတန်ဟူစိန်ကိုကျွန်တော်တို့ဒီသူကဟစ်တလာနဲ့တောင်နှိုင်းပြီးတော့ဒါသူကတကယ်ရဲ့အကြမ်းကျုပ်ရဲ့ဆက်တဲ့လူကဘာအာရက်ကဘာရောကျွန်တော်တို့ကဘာလုံးပေါ့ အန်ရပေးနိုင်နေမဲ့လူကိုစိတ်ကြပရီမီယံလုပ်ပြီးတော့ဒါသူကအီရက်ကိုတိုက်တယ်ပြီးတော့ဆဒန်ဟူစိန်ပြင်အီရက်ကိုလည်းကျွန်တော်တို့ဒါဒီမိတ်ဆောင်ယူရန်သုံးနိုင်တယ်ပေါ့နော်အော်အီရန်နဲ့မြောက်ကိုရီးယားနဲ့ဒီဒီအီရက်ပေါ့နော်ဒီသုံးနိုင်ငံကမိတ်ဆောင်ယူရန်နိုင်ငံတွေဖြစ်နေဒါသူကပရီမီယံထပ်လုပ်တယ်အဲဆိုလိုတာဆိုဖရိမင်းကိုဒါသူစနစ်တကျအခုပြီးတခုလုပ်တယ်ပထမဖရိမင်းကဒါကျွန်တော်တို့ဝါရုံထဲတာလို့ခေါ်တယ်ဒီဂျမ်ဖတ်မှုပေါ်ဒါကဘာလုံးဆိုင်ရာစစ်ပွဲ တကယ်တော့အီရတ်ကဒီသူ့ရဲ့တာဝါကြီးကိုတိုက်ခိုက်တဲ့911ဖြစ်စဉ်မှာသူဒိုင်ရိုက်မပေါင်းဒိုင်ရိုက်မပေါင်းနဲ့သူအီရတ်မှာသူ့ရဲ့ဂျိုးစီဝါရှိပါလို့ဂျေနန်နဲ့တခြားဒီအမေရိကန်ရဲ့အဲဒီနိုင်ငံစီဝါရေးလုံခြုံရေးတွေလက်ကသူကတကယ်တိုက်ချင်ဖို့တိုက်ဖို့ဒါသူတို့ဒါရည်မှန်းချက်ရှိကောင်းရှိလိမ့်မယ်အဲ့ဒါပဲသူကဒီဒီကျွန်တော်တို့အီရတ်ရဲ့စတန်ဦးစင်ကိုလည်းဟစ်တလာဟစ်တလာနဲ့နှိုင်းရှင်ပြီးတော့သူက brain in လုပ်တယ်အီရတ်ကိုလည်းအီရတ်နိုင်ငံကိုလည်းကျွန်တော်တို့ဒါ အမေရိကန်ဝန်ထမ်းသုံးနိုင်တယ်အမေရိကန်တော့မကောက်ဘူးဒီကဘာလုံးကဘာလုံးမှာချင်းချုံနိုင်တဲ့ဖြစ်ပေါ့နော်သူကအဲ့ဒါပစိကဖရိမင်းလုပ်ပြီးတော့ဒါသူကအဝင်တိုက်ပေါ့အဝင်တိုက်တော့သူ့ရဲ့ဒီဖရိမင်းလုပ်တဲ့ဟာကကဘာလုံးကခေါင်းကြီးပိုင်းတွေရေးကြသတင်းစာတွေရာလဲခေါင်းကြီးပိုင်းတွေရေးကြစာရှိတူပေါ့နော်ခေါင်းကြီးပိုင်းတွေရေးကြပြီးတော့သူ့ရဲ့ဖရိမင်းကအောင်မြင်ခဲ့သူ့ဖရိမင်းဒီကျိုးချောင်းစီတော့လေသူဒီလိုလုပ်တဲ့ဖြစ်စဉ်ဟာကျိုးချောင်းစီတော့လေဆိုလို့ကျွန်တော်ဖရိမင်းလုပ်တယ်နော်ဒါကတော့ကျွန်တော်တို့အဲဒီ ဲ global diplomacy ပေါ့နိုင်ငံတကာကယုံကြည်လက်ခံလာအောင် framing လုပ်တဲ့ဒီ George W Bush နဲ့ American အလုပ်တွေ framing ပုံဖြစ်ပါတယ်เนาะ